ဒီကဥဒ္ဒရစာရေးဖြစ်ပါရဲ့ဗျာမင်္ဂလာမြို့နေရပါဗျာဟုတ်ပါအာယုံ၆ပါမြေလာဝိဒနာကိုအာယုံ၆ပါမြေလာကမ္မထံရှိပါရဲ့ဗျာอืมဟုတ်ပါပြီဝိဒနာကတဘာဝတရားမှုလို့မမြဲပါဘူးဗျာဝိဒနာရဲ့မြယာတရားဖြစ်တဲ့မျက်စိနားနှာခေါင်းရှာကို စိတ်ကလည်းမမြဲပါဘူးဗျာဓမ္မ ပရမတ်အရှိကဓာတ်အနှစ်ဖြစ်ပါတယ်ဗျာဓာတ်မှာပထဝီဓာတ်ဒေဇောအဘောဝါယောဓာတ်ဆိုရှိပါတယ်ဗျာဓာတ်18ပါရှိပါတယ်ဗျာအခန့်ဓာတ်က6ပါအတိုက်ဓာတ်6ပါအပွင့်ဓာတ်6ပါဖြစ်ပါတယ်ဗျာအခန့်ဓာတ်ဖြစ်တဲ့မျက်စိအကြည်ယုံနဲ့အတိုက်ဓာတ်ဖြစ်တဲ့မျက်လုံးအစင်းယုတ်တို့တိတွေ့ဆုံတဲ့အခါမှာအပွင့်ဓာတ်ဖြစ်တဲ့မြင်တိစိတ်ဆိုတာဖြစ်ပေါ်တာကိုသိရပါတယ်ဗျာမြင်တိစိတ်ကိုမြဲလားလို့ကြည့်ရတဲ့အခါမှာမမြဲတာကိုတွေ့ရပါတယ်ဗျာ အခက်တက်ဖြစ်တဲ့နာအကြည်ယုံနဲ့အတိုက်တက်ဖြစ်တဲ့အတန်ရုပ်တို့တွေ့ဆုံတဲ့အခါမှာအပွင့်တက်ဆိုတဲ့ကြာတိစိတ်ဖြစ်ပေါ်ပါတယ်ဗျာကြာတိစိတ်ကိုမြဲလာလို့ကြည့်ရတဲ့အခါမှာမမြဲတာကိုတွေ့ရပါတယ်ဗျာနှာခေါင်းအကြည်ယုံနဲ့အနံ့ယုံတွေ့ရှိတဲ့အခါမှာလည်းအပွင့်တက်ခေါ်ရဲနန်တိစိတ်ဖြစ်ပေါ်ပါတယ်ဗျာနန်စိတ်ဖြစ်ပေါ်တာတည်ပါတယ်ဗျာမြဲလာလို့ကြည့်ရတဲ့အခါမှာမမြဲတာကိုတွေ့ရပါတယ်ဗျာရှာအကြည်ယုံနဲ့ရတာယုံတို့တွေ့ရှိတဲ့အခါမှာလည်း အပွင့်တက်ဖြစ်တဲ့စာတင်စိတ်ဖြစ်ပေါ်ပါတယ်ဗျာ။မြဲတာလို့ကြည့်ရတဲ့အခါမှာမမြဲတာကိုတွေ့ရပါတယ်ဗျာ။ခန္ဓာကိုယ်မှာဖောက်ပြန်မှုကိုလည်းတွေ့ရှိရပါတယ်ဗျာ။ဖောက်ပြန်မှုကိုမြဲတာလို့ကြည့်ရတဲ့အခါမှာလည်းမမြဲတာကိုတွေ့ရပါတယ်ဗျာ။နှလုံးအယုံနနောအကြည်ယုံနဲ့အာယုံရုပ်တို့တိစုံတဲ့အခါမှာလည်းခံတွေးတောကြံစီစိတ်ဖြစ်ပေါ်တာကိုတည်ရပါတယ်ဗျာ။ကြံစီစိတ်တွေးတောကြံစီစိတ်ကိုမြဲလာလို့ ကြည့်တဲ့အခါမှာမမြဲတာကိုတွေ့ရပါတယ်ဗျာမတိရဲ့ရုပ်တဘာဝတရားနဲ့တိမှုနံတဘာဝတရားတို့အကြောင်းအကျိုးတိုက်ဆိုင်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့အာယုံ၆ပါးမို့လို့အာယုံ၆ပါးရဲ့ဖြစ်ပေါ်လာတဲ့စိတ်မို့လို့ အာယုံ6ပါးပေါ်မှာဖြစ်ပေါ်လာတဲ့စိတ်ဝင်လို့ငါစိတ်မဟုတ်ပါဘူးဖေဟာအဲ့ဒါကြောင့်တက္ကရာဒိဋ္ဌိဆင်းပါတယ်ဖေဟာအာယုံ6ပါးပေါ်သည်။ကတဘာဝတရားနံတရားဖြစ်တဲ့အတွေ့ဥစ္စရာဒိဋ္ဌိဆင်းပါတယ်ဖေဟာအာယုံ6ပါးပေါ်သည်။ဟာလည်းမမြဲတဲ့အတွေ့တတရာဒိဋ္ဌိဆင်းပါတယ်ဖေဟာဒိဋ္ဌိဝိတုဒ္ဓိဆင်းပါတယ်ဖေဟာဒီလိုမှတရားထိုင်တဲ့အခါမှာ ဒီရုပ်ခန္ဓာဖောက်ပြန်မှုကိုတွေ့ပါတယ်ဗျာဘယ်ဘက်ကဖောက်ပြန်မှုကိုမြဲလားလို့စောင့်ကြည့်တဲ့အခါမှာညာဘက်အချမ်းမှာဖောက်ပြန်တာကိုတွေ့ရပါတယ်ဗျာညာဘက်အချမ်းကဖောက်ပြန်တာကိုမြဲလားလို့စောင့်ကြည့်တဲ့အခါမှာနောက်ကြောမှာဖောက်ပြန်တာကိုတွေ့ရပါတယ်ဗျာဒီခန္ဓာကိုရုပ်ကြည့်တစ်ခုလုံးဖောက်ပြန်နေတာကိုမြဲလားလို့ကြည့်တဲ့အခါမှာ အပြားတစ်ထောက်စာတော့မြဲတာကိုမတွေ့ပါဘူးဗျာဒါကြောင့်ဆရာတော်ပြောတယ်ဒီခန္ဓာမှာရှိနေတဲ့ဖောက်ပြန်မှုရှိတရားကိုဉာဏ်အတိနဲ့တရားကိုတစ်ထက်တည်းတရားပါရဲ့ဗျာ တပြီးတော့ဖောက်ဒီအာယုံ၆ပါပေါ်သည်မြကိုတိလျင်အတွေ့တတိပဋ္ဌံတရားဖြစ်ပါတယ်ဗျာတိသည်မြကို မြဲတာလို့ကြည့်ရတဲ့အတွေ့လည်းဘာဝနာတရားဖြစ်ပါတယ်ဗျာတတိပဋ္ဌံဘာဝနာကိုပွားများခြင်းဖြစ်ပါတယ်ဗျာဒီမမြဲတဲ့အာယုံ၆ပါပေါ်သည်မြကမမြဲတဲ့အတွေ့တပြီးတော့မဆွဲပါဘူးဗျာဆွဲရင်လောဘဖြစ်ပါမယ်ဗျာတခါအကြောင်းကျိုးမတိရဲ့ရုပ်အကြောင်းမတိရဲ့ရုပ်တဘာဝနဲ့တိမှုနံတဘာဝတို့အကြောင်းကျိုးတိုက်ဆိုင်ပြီးမှဖြစ်ပေါ်လာတဲ့စိတ်မလို့ ်ပယ်လို့လည်းမရပါဘူးဗျာပယ်ရင်လည်းဒေါသဖြစ်ပါမယ်ဗျာတပည့်တော်ကစိတ်ဟာမပယ်ဒီအယုံ6ပါးအပေါ်မှာမပယ်မစွဲဘဲနဲ့လွတ်မြောက်နေပါတယ်ဗျာဝိမု ക്തി ဖြစ်ပါတယ်ဗျာအဲ့ဒီတပည့်တော်ရဲ့စိတ်ဟာနိဗ္ဗာန်ကိုမျက်မှောက်ပြုနေပါတယ်ဗျာတပည့်တော်ကြောင်းမှနေခြင်းအတွင်းမှာဆရာတော်ကိုကျင်းညာနေပြီးတော့ကျေးဇူးတင်တာလှိုက်လက်လေးလေးနဲ့ဥတင်ခဲ့မိပါတယ်ဗျာအဲ့ဖြစ်ရတဲ့ခုကတော့တပည့်တော်မှာဆရာတော်ပြောတဲ့အတိုင်းပြစ်ဆုတ်ပန်တဲ့တဲ့မှာပဲ လုံလုံနေင်းနဲ့ပဲရှုမှတ်နေပါလေဗျာတပည့်တော်ကြောင်းပေးနာမှာတိလာရှင်တပားရှိပါတယ်တပည့်တော်ဒီနေ့တော့ထင်းချက်ပြီးတော့သူ့ဟင်းကိုကြွေးပကန်နဲ့ထည့်ပေးပါတယ်အဲ့ဒီတိလာရှင်နည်းနည်းဟိုနည်းနည်းရှက်တက်တက်လေးဖြစ်တဲ့အတွက်စစ်ချကင်သွားနော်ဆရာလေးဟိုမှောက်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့မကြပါဘူးဗျာဘယ်ဆရာလေးပကန်ကွဲသွားပြီလို့ပြောပါတယ်အဲ့အချိန်မှာတပည့်တော်ကအဲ့အချိန်လေးမှာဖြစ်တာကတော့ဖြတ်ခနဲ့ပဲဖြစ်သွားတယ်ဗျာဘာမှမဖြစ်သွားဘူးဗျာနောက်မှတပည့်တော်ကတမန်တင်ကပ်ပါပေါ့ဆရာတော်ပြောသူပြန်စဉ်းစားတဲ့အချိန်မှာဒီတရားနာဆရာတော်ပြောခဲ့တဲ့ဒီအယုံ၆ပါးတရားတာ အမထုတ်ခဲဘူးဆိုရင်တပြီတော့ဒီနားအကြည်ယုတ်နေအတန်ယုတ်တိုက်သွားတာပဲတပြီတော့တိလိုက်ပြီးတော့ဖြတ်ခနဲ့ဖြစ်သွားတယ်ဗျာတကယ်လို့တော့အဲ့နောက်ဆက်တွဲတွေပြည့်ညက်တွေထဲ့မယ်ဆိုရင်ငါပကံနေဒေါသတွေလောဘတွေကလည်းဆက်ပါလာမှာပါဗျာဒါပေမဲ့တပြီတော့အဲ့ဒီအချိန်မှာတပြီတော့စိတ်ကဘာတစ်ခုမှမဖြစ်ပါဘူးဗျာဒေါသလည်းမဖြစ်ခဲ့ဘူးလောဘလည်းမဖြစ်ခဲ့ပါဘူးဗျာသူ့အပေါ်မှာလည်းတပြီတော့ဘလို့မှစိတ်မရှိဘူးဗျာကြားနေဆိုတာကိုပဲတိလိုက်ရင်လည်းတပြီတော့စိတ်ကရက်သွားပါတယ်ဗျာ အဲ့အချိန်မှာတပည့်တော်ကစိတ်ထဲမှာဂျင်းနဲ့ဂျင်းညူပြီးတော့ဆရာတော်ကိုအော်ဆရာတော်ရဲ့တရားကိုဒီလိုအားထုတ်ခဲ့တဲ့အတွက်ဒီလိုလောဘဒေါသမဖြစ်ပဲနဲ့ငါဒီလိုမျိုးနေခဲ့တာမှလားဆိုပြီးဆရာတော်အဲ့အချိန်မှာပဲလှမ်းပြီးတပည့်တော်ဥထိတ်တင်ပြီးရှင်းကုန်ပြီပါတယ်ဗျာဟုတ်ရတော့နောက်တဲ့ပါတွေရောပါတွေလက်ထူကြတယ်ပါတွေထက်တည်သေးတယ်အအောင်၆ဘာမြဲလာကြည့်တော့ပါတွေတည်လာတယ်အတိတွေကအတိတွေကတပည့်တော်အခုချိန်မှာပတ်ဝန်းကျင်မှာဆိုလေကြားသမျှတပည့်တော်မကြားကျင်တာတွေ့ရင်လည်းဒါအတန်းရုပ်နဲ့နားအကြည့်ရုပ်နဲ့တိုက်လို့ တဘာဝအတိုင်းဖြစ်ပေါ်တဲ့အတန်ရုပ်ကြားတိစိတ်ပဲဆိုနေပဲတပြီတော့ဒီလိုပဲနေပါတယ်ဗျာအဲ့ဒီအချိန်မှာတပြီတော့အရင်တော့မကြိုက်ဘူးဒီနားတွေမထောင်ခြင်းမကိုမထောင်ခြင်းနဲ့အတန်နေမကြားခြင်းပဲလေတပြီတော့စိတ်ထဲမှာမရှိတော့ပါဘူးဗျာအဓိကကတော့တပြီတော့နေရာမှာအဲ့ဟိုဘင်းလာမှာတိလာရှင်ကြောင်းနေများတော့နည်းစုညာမှုရှိတာပေါ့ဗျာအဲ့လိုမျိုးတွေပေါ့တချို့ကြတော့လဲဟိုတိလာနဲ့နေရတိလာရှင်ရှိတယ်ဟိုဒီနေ့စကားများပြောတယ်တိလာရှင်နေလည်းရှိတာပေါ့အခန်းနေရာကတ်နေတော့အဲ့ဒါအများဆုံးတပြီတော့မှာဟိုအရှုကန်နေများပါလေဗျာတောင်းတိုင်ရောက် ဲ့အတွက်ကိုတပိတော့အခုဆိုလို့ရှိရင်ဆရာတော်ရဲ့ဒီကမ္မဋ္ဌာန်းနဲ့ပဲတပိတော့နေထိုင်နေသွားပါပြီခင်ဗျာရှေ့လျှောက်လည်းတပိတော့ဒီလိုပဲဆက်ပြီးတော့အာယုံဆက်ပြီးနေသွားမှာပါဗျာပေါ်သမျှမြင်သမျှမျက်စိနဲ့မမြင်ချင်းတဲ့ဟာလည်းမြင်မြင်တာမမြင်ချင်းတဲ့ဆိုတာတပိတော့မှမရှိတော့ပါဘူးခင်ဗျာမြင်တာကိုလည်းအစင်းယုံနဲ့မျက်စိအကြည့်ယုံနဲ့တိုက်လို့မြင်သိစိတ်ဖြစ်ပေါ်တယ်ဆိုတဲ့အနေနဲ့ပဲတပိတော့နေထိုင်မှာပဲခင်ဗျာအင်းအဲ့လိုမျိုးမြင်နေတော့အောင်၆ဘတ်မြင်လာလို့မြင်တော့ ။ဘာကြီးတည်သွားလဲ။အယုံ6ပါးကပေါ်တမျှဟာမမြဲဘူးဆိုတာတည်သွားပါတယ်ခင်ဗျာ။ဘာကြောင့်မမြဲတာလဲ။အယုံ6ပါးကမတည့်ရဲ့ရုပ်တရားတရားနဲ့တည့်ရဲ့နံတဘာဝတရားတို့အကျိုးအကြောင်းတိုက်ဆိုင်မှာဖြစ်ပေါ်လာတယ်။အတွက် तू ကပယ်လို့လည်းမရသလိုဟိုမြဲဆွဲကြည့်ပါတယ်ခင်ဗျာ။မမြဲပါဘူးခင်ဗျာ။ပေါ်သမျှကလည်းခဏဆိုလို့ရှိရင်ပြန်ပြီးတော့ तू ကသူပျောက်သွားပါတယ်ခင်ဗျာ။အင်းအဲ့တော့ဒီအောင်ချဘမမြဲတဲ့သင်္ခါရတရားတွေဘယ်တော့ဆုံးမှာတော့ ဘယ်တော့မှမဆုံးပါဘူးဗျာနောက်ဆုံးအချိန်ထိတပြည့်တော်ခန္ဓာမှာတည်ဆုံတဲ့အထိလို့ဖြစ်ပေါ်နေဦးမှာပါဗျာဒီခရတရားတွေကဘယ်တော့ဆုံးမထင်လဲမဆုံးပါဘူးဗျာခန္ဓာမှာဆုံးပါလားဉာဏ်မှာဆုံးပါလားဉာဏ်ကြမှာဆုံးပါပါဉာဏ်မှာဆုံးရမှာလေအစရှိရင်အဆုံးရှိရမှာလေဝိပဿနာဉာဏ်လို့လေခန္ဓာမှာဆုံးတာကတော့ဉာဏ်လို့မဟုတ်တော့ဘူးလေတင်ပါဗျာအဲခန္ဓာနဲ့သွားမှာလားဉာဏ်နဲ့သွားမှာဉာဏ်နဲ့သွားမှာဉာဏ်နဲ့သွားရင်ဆုံးတာပေါ့နော်ခန္ဓာနဲ့သွားရင်ဆုံးမှာမဟုတ်ဘူးအဲ့တော့အယုံ၆ပါးမှာ ဒီဖြစ်ပြီးပြည့်နေတဲ့သင်္ခါရတရားတွေဘယ်တော့ဆုံးမလဲလို့နော်သိဖို့မလိုဘူးလားလိုပါရဲ့ဗျာအဲဆက်ပြီးတော့အဲ့လာကိုဒီတိုင်းလေးဆက်ရှုဆက်ရှုသေးနေတယ်နော်ကျပါဗျာအဲ့လာတွေဆက်ရှုမယ်နော်ကဲရှုတဲ့ကမ္မထာအမှန်နဲ့အဲအောင်၆ပါးပေါ်မှာနော်အဲ့တော့မြဲတာပါရှိတယ်ဆိုတော့ကိုဒလဆက်ဆက်ပြီးတော့ကြည့်မယ်နော်ဥပမာမသိဘဲနဲ့ကျင့်တာနဲ့သိပြီးကျင့်တာနဲ့မတူဘူးနော်သိပြီးတော့ပြန်ကျင့်မယ်နော်ဆရာကြီးဟုတ်ပါပြီတာဓုခေါ်ပါဦးသာဓုသာဓု